right now is getting close to night going up the last moment and enjoy the rest of the night ကျွန်တော်တို့အာလကောမှာကျင်းပနေတဲ့ program ကိုရောက်ရှိနေတာပါအာတော်တော်လေးမိုက်တယ်ဒီမှာဟိုလေးပျော်ပြေရည်ကြီးလည်းရှိရပါတော့ပျော်ပြေရည်ကြီးကဘုရားရှင်နာကြီးနေပဲဘုရားရှင်နာကြီးကြော်ရင်တော့မရှိတော့ဘူးပေါ့နော်အခုဒါတော့ပျော်ပြေရည်ပြီးသွားတော့ဒီကစားနေကြတာပါ I yeah, straight to the face and I wanna get lost. I'm sick of this place. Don't know how to stop when I'm feeling this way. So I'm taking six shots till I'm feeling okay. I think I'm going crazy. Don't think I'll get on safe. So I'm taking six shots all straight to the face. I'm taking six shots. Are you coming with me? I'm taking six shots, yeah, straight to the face. And I wanna get lost. I'm sick of this place. Don't know how to stop. အာကျွန်တော်ဒီနောက်မှာ shorty လို့ shorty လို့ရပါတော့ရေလော shorty ပြီးလို့ရတယ်ရေလော shorty ပြီးမဲ့အပါပါဒီကနေတက်ကြမှာပါတော့ဒါကအခုကျွန်တော်တို့ဒါမဟာနဂမရှိတဲ့ program ကိုလုပ်ပေးထားတဲ့နေရာပါနော် fuck you you're lost we are something I can't undo. ကလေးတွေအတွက်ကတော့ဘူးအဆင်ပြေတယ်။အာစပြောင်မဟုတ်သေးနဲ့ဘာရင်လဲကလေးတွေကံရဖို့ဆွေးနေတယ်။လူကြီးတွေအတွက်လည်းရှိရဲလူကြီးတွေအတွက်ကရေးလွာချောသီးပေါ့နော်။သူကနည်းနည်းလေးမြင့်တယ်ဝင်းမဲ့သူဒီဘက်ပေါက်အောင်ဝင်ရမှာ။ဟိုးဘက်ပါအပေါ်ဘက်ပါ။ ။အာဒီနေရာက12ရက်နေ့ရရင်ပြော15ရက်နေ့အထိကျင်းပမှာပါမဟာနခွန်မှာပါ။အာဒီနေရာကတော့အခုပေါ့နော်ည9:00နာရီပွဲတိပေးဆော်ထားတယ်ဗျ။ဆော်ပြိုင်ပွဲတွေကတော့7:00နာရီတိရှိတယ်။အာအခုလောလောဆယ်ည9:00နာရီ9:00နာရီပွဲ9:00နာရီပွဲတိပေးဆော်ထားပါတယ်။ကိုစောနေတဲ့လူတွေလည်းရှိသေးတယ်ပေါ့အခုချိန်ကြီး။အဲဒီမှာပွဲရှိတဲ့အချိန်စရာလေးတွေပါကျွန်တော်ပြပေးမယ်။ getting started a life is a dream or a nightmare scarring shots, yeah, straight to the face. And I wanna get lost, I'm sick of this place. Don't know how to stop when I'm feeling this way. So I'm taking six shots till I'm feeling okay. I think I'm going crazy, don't think I'll get on safe. So I'm taking six shots, all straight to the face. I'm taking six shots, are you coming with me? I'm ထက်စိတ်ဝင်စားစရာကောင်းတဲ့နေရာတွေကိုထပ်မံပြောပြပေးသွားမှာဖြစ်လို့ကျွန်တော်ရဲ့ channel ကလေးကို like and subscribe လေးလုပ်ပေးဖို့မေတ္တာရက်ခံကြပါနဲ့ခင်ဗျာကောင်းသောနေ့လေးပိုင်ဆိုင်နိုင်ကြပါစေ